ကိုယ့်အမိဘမြေခွက်ပေါ်မှာတခြားသူတွေကအိမ်ဆောက်ပြီးတော့နေနေတာနှစ်ပေါင်း40 50လောက်ရှိနေပြီအခုမှကိုကဒါငါမြေဖြစ်လို့ဖေးပေးကြဆိုပြီးတော့တရားဆွဲလို့ရမလားပန်ရှင်ကရောမြေကိုပြန်ရနိုင်အောင်မလားအားလုံးမင်္ဂလာပါကျွန်တော်ကရှိနေဦးမင်းသိအောင်ပါဒီနေ့မှာတော့လူတိုင်းတီထားတဲ့အင်ရှန်မြေဘဟုသုတတစ်ခုကိုမျှဝေပေးခြင်းပါတယ်ဒီဇလန်တွေ2003မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်ခင်လာမူပါလေးနဲ့ဒေါ်စိန်ပါစစ်တဲ့တရားမအထူးအယူခံမှုစီရင်ထုံးကိုအဓိကကိုကတင်ပြသွားမှာဖြစ်ပါတယ် ဘကိုးတိုင်းသနက်ပင်မြို့မှာဒေါ်ဖွားရင်အမိပေါက်တဲ့မြေခွက်တစ်ခွက်ရှိပါတယ်။ဒေါ်ဖွားရင်ကွယ်လွန်သွားတော့သူ့ရဲ့သားသမီးမိတွေကအဲ့ဒီမြေကိုအမွေဆက်ခံပြီးတော့ဆက်လက်ပန်ဆိုင်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီမြေခွက်ပေါ်မှာလူ၁၁ယောက်ကအိမ်တွေအခိုင်မာဆောက်ပြီးတော့နေနေတာနှစ်ပေါင်းအတော်ကြာနေပါပြီ။မြေပိုင်ရှင်ရဲ့အမွေဆက်ခံသူတွေကဒါငါတို့အမွေရထားတဲ့မြေဖြစ်တယ်။ခမည်းတော်ကပန်ဆိုင်ခွင့်မရှိဘဲနေနေတာအဆောက်အုံတွေဖျက်ပြီးတော့မြေကိုပြန်ပေးပါဆိုပြီးတော့အဲ့ဒီလူ၁၁ယောက်စလုံးကိုတရားစွဲလိုက်ပါတယ်။ တရားစွဲခင်ရတဲ့တရားပြန်တွေဘက်ကဘာပြောလဲဆိုတော့ဒီမီကအစစ်အစစ်ဝယ်ထားတာတချို့ဆိုရင်ဘိုးဘွားလက်ထက်2.80 80ကလေးကနေလာတာဘသူပိုင်မှန်းတာမသိဘူးဆိုပြီးတော့ခြေပါကြပါတယ်ဒီမှာတင်ပြဿနာကစပါပြီအောက်ယုံနေဖြစ်တဲ့တိုင်းတရားယုံနဲ့တရားယုံကြိုကဘလို့ဆုံးဖြတ်လဲဆိုတော့ခမရတော့မိပိုင်ရှင်တွေကတရားစွဲတာနောက်ကျသွားပြီဥပဒေမှာကာလစီကံသက်12နှစ်ပဲရှိတယ်ခမရတော့12နှစ်အတွင်းမှာလက်ရှိဖြစ်ကြောင်းလည်းမပြနိုင်ခဲ့ဘူး ဟိုလူတွေကစစ်နှစ်နှစ်ကျော်နေနေတာထင်ရှားနေတယ်ဆိုပြီးတော့မေးပန်းရှင်တွေကိုအရှုံးပေးလိုက်ပါတယ်။ဒါပေမဲ့ပန်းရှင်တွေကမကျေနပ်လို့တရားရုံးချုပ်အထူးအယူခံယုံကြည်ကိုဆက်တက်ခဲ့ပါတယ်။အထူးအယူခံယုံကဒီပြဿနာကိုတည်တည်ရှိရှိပြန်ပြီးတော့သုံးသပ်ခဲ့ပါတယ်။ကာလစီကန်တာဥပဒေပထမဇေယအမှတ်စဉ်140နှစ်မှာဖော်ပြထားတဲ့အရှင်ကာလစစ်နှစ်နှစ်ဆိုတာနဲ့အကျုံးဝင်ဖို့အတွက်ပန်းရှင်ကိုတစုံတရာကအတင်းအဓမ္မဖယ်ရှားနှင်ထုတ်လိုက်တာမျိုးဖြစ်ရပါမယ်။ဒါမှမဟုတ် ပန်ရှင်ကိုယ်တိုင်ကငါဒီမျိုးကိုပြစ်ထားလိုက်ပြီးမလိုချင်တော့ဘူးဆိုတဲ့ယူရည်ချက်နဲ့စွန့်လွှတ်သွားတာဖြစ်ရပါမယ်။တရားရုံးကဒီအမှုကိုပြန်ဆက်လိုက်တဲ့အခါမှာပထမတစ်ချက်ကမူလပန်ရှင်တော်ဖွားရင်တဲ့သူ့အမွေခံတွေကိုဘသူကမှခမရတော်မိပန်ရှင်တွေဒီမှမနေရဘူးထွက်သွားဆိုပြီးတော့ပန်ရှင်ကိုအတင်းအဓမ္မမောင်းထုတ်ဖယ်ရှားခဲ့တာမရှိပါဘူး။ဒုတိယချက်ကပန်ရှင်တွေဘက်ကလည်းငါတို့ဒီမျိုးကိုမလိုချင်တော့ဘူးဆိုပြီးတော့တရားဝင်စွန့်လွှတ်ခဲ့တာလည်းမဟုတ်ပါဘူး။အရေးကြီးဆုံးအချက်ကတည်းက ပိုင်ရှင်ကကုမြေကို အသုံးမပြုဘဲနဲ့ဒီတိုင်းထားယုံတတ်တဲ့နဲ့ဥပဒေအရမြေလက်လွတ်သွားပြီးစွန့်လက်လိုက်ပြီးတော့သတ်မှတ်လို့မရပါဘူး။ဒါကြောင့်တရားရုံးကျအထူးအယူခံရုံးကအပိသက်ဆုံးဖြတ်ချက်တရက်ကိုရှားလိုက်ပါတယ်။အဲ့ဒါကတော့အာယွန်တွေရဲ့ဆုံးဖြတ်ချက်ကမမှန်ကန်ဘူး။ဒီအမှုဟာပိုင်ရှင်ကိုဆန့်ကျင်ပြီးတော့အတင်းဖယ်ရှားတာလည်းမဟုတ်ဘူး။ပိုင်ရှင်ကစွန့်လက်သွားတာလည်းမဟုတ်တဲ့အတွက်ကြောင့်ကာလစီကံသာဥပဒေပထမဇာအမှတ်စဉ်142နဲ့လုံးဝမသက်ဆိုင်ဘူးဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတော့တယ် ါကြောင့်မြေပိုင်ရှင်တွေတရားစွဲတာနောက်ကျတယ်ဆိုတော့အာယုန်ရဲ့ဆုံးဖြတ်ချက်တွေကိုပယ်ဖျက်လိုက်ပြီးတော့အမှုကိုမူလတိုင်းတရားရုံးမှာကျန်တဲ့အချက်တွေကိုပြန်လည်စစ်ဆေးပေးဖို့အမိန့်ချမှတ်လိုက်ပါတယ်။ကဲဒီဇယ်လန်ကနေကျွန်တော်တို့ဘာသင်ခန်းစာတွေယူလို့ရမလဲကြည့်အောင်ပါ။ကိုယ့်ရဲ့မြေကွက်လက်ကိုအသုံးမပြုဝင်နေထားတာဟာဥပဒေအရပိုင်ရှင်ကမြေကိုဆွန့်လန့်လိုက်ပြီးလို့အတိတ်ပဲမတက်ရပါဘူး။တခြားသူကအဲ့ဒီမြေပေါ်မှာနှစ်ပေါင်းများစွာဝင်ပြီးတော့နေထိုင်ုံတသက်နဲ့လဲပိုင်ရှင်ကိုအတင်းဖယ်ချလိုက်ပါတယ်လို့ပြောလို့မရပါဘူး။ဒါကြောင့်ဒီလိုအရှင်နေမှာ အရှင်ဆက်နှစ်နှစ်ကျော်ပဲမဲ့ကုမြေဘော်ကကျူးကျော်သူတွေကိုမေပန်ရှင်တွေကနှင်ထုတ်ခွင့်ရှိမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတော်ဆုံးတရားရလိုက်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။